အားလုံးပဲမင်္ဂလာပါမေဂိမ်းမင်းရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ Forsaken Giant မှာလက်ဆောင်တားထက်နေရဆိုရဲ PDW90 ဂန်ကိုဗာရီတက်ပြီးရောဘယ်လိုဆော့ရမလဲဆိုတာပြောပြပေးမှာပါမစခင်ဒီဗီဒီယိုလေးကို like လေးပေးခဲ့ကြဖို့နဲ့ One Human နဲ့ပတ်သက်တာတွေကိုဒီထက်မကသိကျင်နေဆိုရင်ကျွန်တော်ရဲ့ Channel လေးကို Subscribe နှိပ်ပြီးတော့ဗီဒီယိုအသစ်တင်တိုင်းမလွတ်အောင်လို့ Notify Bell လေးကိုပါဖွင့်ခဲ့ကြပါအောင် ထမဆုံး P90 ဂန်းကဘယ်လိုအလုပ်လုပ်လဲဆိုတာအရင်ပြောပြမယ် P90 ရဲ့ပထမအဆုံးဂန်းအဖက်မှာဆိုရင် enemy ကိုတစ်ချက်ထိတိုင်းဘူးဆိုင်ဆိုတဲ့ keyword effect ထွက်ဖို့20ရာခိုင်နှုန်းချန့်ရှိမယ်အဲ့တော့ဒီဘူးဆိုင်ဆိုတဲ့ keyword effect ကဘယ်လိုအလုပ်လုပ်လဲဆိုတာထပ်ပြောပြမယ်ဒီမှာဆိုရင်ဘူးဆိုင် effect ဝင်သွားတဲ့ enemy ကို outline လေးနဲ့မှတ်ထားပြီးပြီးတော့အမှတ်ခံရတဲ့ enemy က7နှစ်စက္ကန့်ကြာအောင် damage 800ခိုင်နှုန်းပိုခံရမယ်။ဒီမှာဆိုရင်ဘူးဆိုင် effect ဝင်သွားတဲ့ enemy ကို outline နဲ့မှတ်လိုက်တယ် ဲ့ဒီအမှတ်ခံထားရတဲ့ကောင်ကိုပဲဓာတ်မိတ်800ခန်းတုံးပို့ထိမှာဘေးကအမှတ်မခံထားရတဲ့ကောင်တွေကပုံမှန်ဓာတ်မိတ်ပဲထိတယ်ဘူးဆိုင်ကကျွန်တော်တို့ရဲ့ဓာတ်မိတ်ကိုတင်ပေးလိုက်တာမဟုတ်ဘဲနဲ့ effect ဝင်သွားတဲ့ enemy ပေါ့နော်အဲ့ကောင်ကိုပဲဓာတ်မိတ်800ခန်းတုံးပို့ခံအောင်လုပ်လိုက်တာ P90 ရဲ့ဒုတိယ gun effect မှာဆိုရင် enemy ကို12ချက်ထိအောင်ပစ်ပြီးတိုင်းကိုရဲ့ attack 800ရာခိုင်နှုန်းကြီးနဲ့ကိုညီတဲ့7မီတာပတ်လေကျဲတဲ့ AOE damage အကြီးကို weapon damage အနေနဲ့ထိတယ် ဒီ effect ကဒီ gain ရဲ့အဓိက damage ထွက်တဲ့ effect ဒီ effect ကကိုယ့်ရဲ့ base attack ရဲ့ရှေ့ရရာခိုင်နှုန်းကို weapon damage အနေနဲ့ထိရမှာလို့ base attack များနေဖို့လိုတယ်ကို base attack ကိုဒီမှာကြည့်လို့ရပြီးတော့ attack ပိုများလာဖို့ဆိုရင် gun formula ကို start တင်ထားဖို့လိုတယ်ပြီးတော့ weapon damage နဲ့ထိတာမလို့ဒီ gun က weapon type ဖြစ်တယ်အဲ့တော့ crit ထိမယ် weak spot ထိမယ်အဝေးရပြင် damage ရော့မယ်ဒီမှာဆိုရင် P90 နဲ့12ချက်ပြစ်ပြီးတာနဲ့ AOE အကြီးပေါက်တယ် ဒီသွေးတန်းအပေါ်မှာပြထားတာလေးကအချက်ကြီးကောင်းနေဟာဒီမှာ72ချက်ပြည်တာနဲ့ပေါက်တယ်ပေါ့နော်ပြီးရင် AOE 10မီတာဆိုတာဘလောက်ကျယ်လဲဓမ္မကြီးဘလောက်အဝေးကိုပတ်လည်ထိတာတော်တော်မိုက်တယ်နောက်ကန်အဖက်မှာဘူးဆိုင်အမှတ်ခံထားရတဲ့ enemy ကိုဒုတိယအဖက်က AOE ပေါက်တဲ့ damage ထိတိုင်းမှာကြီးကထက်ကြီး300ခိုင်နှုန်းကိုပြန်ဖြည့်ပေးတယ်အများဆုံး1500ခိုင်နှုန်းအထိဖြည့်ပေးတယ်အဲ့တော့ဘူးဆိုင်အမှတ်ခံထားတဲ့ enemy 9000ကြားထဲမှာ AOE ပေါက်တာနဲ့ G 1500ခိုင်နှုန်းကို auto ပြန်ဖြည့်ပေးတယ်ပေါ့နော် ီမှာဆိုရင်ဘူးဆိုင်အမှတ်ခံထားတဲ့ enemy တကောင်ကို AOE damage ထိတိုင်းကြီး300ခန့်လုံးပြန်ဖြည့်ပေးတယ်။အခုနောက်က၄កောင်ကဘူးဆိုင်မှတ်ပြီးတော့မှ AOE ပေါက်လို့ရှိရင်ကြတော့ကြီး500ခန့်လုံးအပြည့်ဖြည့်ပေးတယ်။ P90 ရဲ့နောက်ဆုံး gun effect မှာတော့ဘူးဆိုင်အမှတ်ခံထားတဲ့ enemy ကိုပြင်ရင် crit rate 20ရာခိုင်နှုန်းရမယ်။ဒီ effect ကလည်းအမှတ်ခံထားတဲ့ enemy အပေါ်မှာပဲအလုံးလုံးတယ်။ဒါဆိုရင် P90 ရဲ့အလုံးလုံးတဲ့ပုံကိုနားလည်ပြီးထင်တယ်။နောက်ထပ် gun မှာတက်သွားမယ် calibration ဆာရွက်တွေအနေနဲ့ကတော့ heavy style ရယ် lightweight style ရယ်နဲ့ exhaust style ရယ်ဆိုပြီး၃မျိုးရှိရယ်ဒီထဲမှာ exhaust style က attack 20ရာခိုင်နှုန်းပေါင်းပေးတယ်ဒါပေမဲ့ကြည်ဆန့်တာ25ရာခိုင်နှုန်းရော့တယ် accuracy 90ရော့တယ် P90 ရဲ့ AOE က attack များရင် damage ပိုထွက်တာတော့ဟုတ်ပင်မဲ့ဒီ exhaust style မှာက downgrade များလွန်းနဲ့ SMG တစ်လက်အတွက်ကြည်နေသွားတာခဏခဏကို reload လုပ်ရမှာအဲနောက်ထပ်တစ်ခု lightweight style ကကြတော့ကြည်ပြန်ဖြည့်တဲ့အမြန်နှုန်းကို40ရာခိုင်နှုန်းပိုမြန်သေးတယ်ကြည်ကတ်ထဲကကြည်ရောတော့25ရာခိုင်နှုန်းလျှော့တယ် ါကိုလည်းမကြိုက်ဘူးဒီကောင်ကပီ90အတွက်မသုံးသင့်ဘူးလို့ကျွန်တော်ထင်တယ်နောက်ထပ် heavy ဆန်ရကြတော့ကြီးကတ်ထဲမှာကြီးပိုဆန့်တယ်60ရာခိုင်နှုန်းတော့ပိုဆန့်တာကြီးပြန်ဖြစ်ရတာတော့နည်းနည်းပိုကျသွားမယ်ကျွန်တော်အနေနဲ့ကတော့ heavy ဆန်ရ P90 နဲ့အကောင်းဆုံးပဲလို့မြင်တယ်။ကြီးအများကြီးပိုဆန့်သွားတာမဟုတ်လို့အကြာကြီးတက်လို့ရတယ်။ အဇော့ဆန်ရတော့ heavy ထက် damage နည်းနည်းပိုထွက်တယ်ဒါပေမဲ့ P90 ကိုကြီနေသွားတာဘလို့မှအဆင်မပြေဘူးဘာလို့လဲဆိုတော့ P90 ရဲ့အဓိကကပောက်တဲ့ damage ပေါ့နော်အဲ့ပောက်တဲ့ damage က12ချက်ပြစ်မှတစ်ခါပောက်တာ heavy ဆိုင်နဲ့ကကြာကြာပြစ်လို့ရတော့ခဏခဏပောက်တယ်အဇော့ဆိုင်နဲ့ကြာတော့ကြာကြာတော့ပြစ်လို့မရတော့ဘူးဒါပေမဲ့ပောက်တဲ့ damage ကတော့ပိုများတယ်ပေါ့နော်ကျွန်တော်ကတော့ heavy ဆိုင်ကိုပို့ပြီးတော့အားပေးတယ်နောက်ထပ် calibration ရဲ့အောက်က effect နှစ်ခုမှာတော့ crit range ကိုပဲရှာကျွန်တော်တို့က P90 ကို Chris Saw မှာမဟုတ်လို့ Crit Range နှစ်ခုပါတာ哦ပဲကျွန်တော်ကတော့သုံးစေခြင်းနဲ့ မရှိတော့အနေနဲ့ကတော့ crit rate တစ်ခု crit damage တစ်ခုပါတာကိုတုံးလို့ရတယ်။နောက်ထပ် gun မှာတက်သုံးရမယ့် accessory တွေအနေနဲ့ကတော့ကျွန်တော်က SMG လို့အရန်ခါတဲ့ gun အတွက်ကို stability များများတက်သုံးတယ်။ကျွန်တော်တုံးသလိုတပုံသံနဲ့ light တုံးပြရမလို့ကိုအဆင်ပြေတာနဲ့ကိုတုံးလို့ရတယ်။အခုကျွန်တော်တက်ထားတာတွေကပြောင်းပါဆိုရင် forward flash hider စကုပ်က compact reflex sight တက်တဲ့မှာ compact infrared indicator ကြီးကမှာအဝါရောင်ကြီးကသုံးတယ်။ ီကမ်းမှာထည့်သွားမယ်ကြည်အနေနဲ့အာဒီစမတ် SMG APMO နဲ့တုံးတာ damage အထွက်ဆုံးမယ်ကြည်အဝမခရက်နိုင်သေးရင်လည်း testing SMG APMO တုံးလို့ရတယ် damage သိမ့်မကွာဘူး P90 ရဲ့ secondary gun နဲ့ mili မှာ primary range နဲ့ kukuri ကိုတုံးတယ် secondary မှာဘာလို့ primary range တုံးတာလဲဆိုရင်ပုံမှန် gun တွေမှာကဘူးဆိုင် effect ပါတဲ့ bingo တော့တခုခုကျွန်တော် secondary နေနဲ့တုံးတာဒါပေမဲ့ P90 main gun မှာကိုကကျွန်တော်ဘူးဆိုင် effect ပါပြီးသားမို့လို့ primary range ကိုတုံးတယ် primary range ရဲ့ keyword effect မှာဆိုရင် first scanner ဆိုရဲ့ effect ပါတယ်။အဲ့ဒီ first scanner ကဘယ်လိုအလုပ်လုပ်လဲဆိုရင်ဒီမှာ first scanner effect တစ်ခါဝင်နိုင်ကျွန်တော်တို့ခန်းရဲ့ fire rate နဲ့ attack ကို100ခိုင်နှုန်းတိုးပေးတယ်။ step 5ကတည်ဆုလို့ရတော့ step အပြည့်နဲ့ဆိုရင် gun ရဲ့ fire rate နဲ့ attack ကို900ခိုင်နှုန်းတိုးပေးတယ်။ဒီ effect ကိုကျွန်တော်တို့ P90D ရဲ့ buff အနေနဲ့တုံးကျင်လို့ဒါပေမဲ့ first scanner ရဲ့ duration က20စက္ကန့်ပဲကြာတယ်ဒီပြဿနာကိုကျွန်တော်တို့ကမော့နဲ့ဖြေရှင်းလို့ရတာမဟုတ်လို့တိတ်ဆိတ်မပူနဲ့ နောက်ထပ် primary range နဲ့ buffton mountain တွေလေးပြပေးမယ်ပထမဦးဆုံး primary range နဲ့အရင်စပြစ်ပြစ်နေတဲ့ဒီအောက်ကသွေးတန်းပေါ်က logo လေးကိုကြည့်နေဒါက first scanner stat တွေကိုပြတာဒီမှာ၅ခုပြည့်သွားတဲ့ P90 ကိုပြောင်းပြီးတော့ပြစ်တော့အဲ့ဒါပြီးရင်လည်းအောက်က logo လေးကိုကြည့်နေအောင် first scanner ကုန်ကန်နီးရနဲ့ primary range ကိုပြန်ချိန်ပြီးနည်းနည်းပြစ်ပြီးရနဲ့ P90 ကိုပြန်ပြောင်းဒီလိုမျိုးလှည့်နေရမှာပေါ့နော်အလုတ်တော့ရှုပ်တယ်ဒါပေမဲ့ P90 အတွက်ရွေးချယ်စရာမရှိဘူး မီလီဝတ်ပုံအနေနဲ့ကူကရီယိုသုံးတယ်ဘာလို့ကူကရီယိုသုံးတာလဲဆိုရင်ဒီဓာတ်ရဲ့ effect မှာ enemy တကောင်ကိုဒီဓာတ်နဲ့တက်လိုက်တာနဲ့ attack 30ရာခိုင်နှုန်းနဲ့ crit range 15ရာခိုင်နှုန်း10စက္ကန့်ကြာရမှာမလို့ဒီဓာတ်ရဲ့ effect ကိုရဖို့ဆိုရင်တခုခုမပြည့်ခင်မှာကူကရီနဲ့အကောင်တကောင်တက်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ ice spot ဆိုရယ် deviation ကိုကျွန်တော်တို့လိုတယ်ဒီ deviation ကနေ sticky ice crystal လေးပေးတယ်ဒီရေခဲတုံးတွေကသူ့အတူဆိုရင်တော့တိတ်အုံးမွင့်ဟူဒါပေမဲ့ဒီရေခဲတုံးကို shortcut ထဲမှာထည့်ပြီးတော့လက်ပြုံပစ်တယ်လို့ပစ်လိုက်လို့ရတယ် အဲ့လိုပြစ်လိုက်လို့ရှိရင်ရေခဲတုံးကကြီးသွားပြီးတော့ enemy တကောင်အနေနဲ့တတ်မှတ်တယ်အဲ့တော့ရေခဲတုံးကိုကူကရီနဲ့ကွဲအောင်ခုတ်လိုက်ရင် enemy တကောင်တတ်လိုက်တာနဲ့အတူတူပဲမလို့ဓာတ်မှပါတဲ့ effect ကိုရပြီဒီလိုနီးနေ boss တွေမပြစ်ခင်မှာကျွန်တော်တို့ buff တည်နေလို့ရတယ်ပြီးရမှာအနေနဲ့အာ P90 မှာရွေးချယ်စရာနှစ်ခုရှိတယ် block stain တဲ့ track က boot နဲ့ artly boot နဲ့နှစ်မျိုးပေါ့နော်ဒီနှစ်မျိုးမှာမှာ artly boot ကဘူးတိုင်းအမှတ်ခံထားတဲ့ enemy ကိုပြင်း damage 30%အကောင်တော့ပိုထိမယ် Bloodstain Track ကဘူးကကြတော့ဘူးဆိုင် effect ဝင်နေပြီးသား enemy ကိုဘူးဆိုင်ထက်ဝင်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ attack ကို5စက္ကန့်ကြာ20ရာခိုင်နှုန်းတိုးပေးတယ်။ပြီးတော့ထပ်တင်လိုက်တဲ့ဘူးဆိုင် effect ကအနားမှာရှိတဲ့နောက် enemy တစ်ကောင်စီကိုကူးသွားတယ်။ဒီနှစ်ခုမှာဘယ်ဟာပိုကောင်းလဲဆိုရင်ကိုက enemy အုပ်လိုက်နေပြစ်နေတာဆိုရင် Bloodstain ကပိုကောင်းတယ်။ဒါပေမဲ့ Boss တွေလိုမျိုးတစ်ကောင်ထဲကိုပဲပြစ်နေရတာဆိုရင်တော့ Early Boost ကပိုကောင်းတယ်။ဒီနှစ်ခုကိုကိုကဘယ်ကိုသွားပြစ်မလဲအပေါ်မူတီးပြီးရောလဲလဲပြီးသုံးတာအကောင်းဆုံးပဲ။ B90 နဲ့သုံးလို့ကောင်းတဲ့ armor set တွေအနေနဲ့အဘေးနှစ်ခုရှိတယ်ပေါ့နော်ပထမတစ်ခုကလုံးဝနှစ်ထဲ treasure သုံးတဲ့နဲ့ကြီးရမှာတစ်ထဲနောက်ထပ်ဘေးတစ်ခုက savior သုံးတဲ့ treasure နှစ်ထဲနဲ့ကြီးရမှာတစ်ထဲပထမဆုံး treasure သုံးတဲ့ဘေးမှာပါတဲ့ armor set တွေရဲ့အလုပ်လုပ်တဲ့ပုံစံကိုအရင်ပြောမယ် Fresh Fresh ဆက်မှာဆိုရင်တစ်ထည်ဝင်ဝေပွန်ဒမိတ် reduction 30ရာခိုင်နှုန်းရမယ်။နှစ်ထည်ဝင်လိုက်ရင်သွေး80ရာခိုင်နှုန်းအောက်ကျသွားရင်ဝေပွန်ဒမိတ်နဲ့ဆက်တဲ့ damage 12ရာခိုင်နှုန်းရမယ်။သုံးထည်ဝင်လိုက်ရင်ကျတော့ဝေပွန်ဒမိတ်နဲ့ဆက်တဲ့ damage ကိုနောက်ထပ်30ရာခိုင်နှုန်းထပ်ပေးတဲ့အပြင်မှာ sanity ရော်တိုင်းမှာဒီ effect ကပိုတက်သွားမယ်။ အမြင့်ဆုံး300ခိုင်နှုန်းထိရမယ်အဲ့ဒီတော့ဒီ torch red armor set ကနေပဲကျွန်တော်တို့ weapon damage နဲ့ set damage 42ခိုင်နှုန်းပေးတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ sanity ကိုတော့အကုန်ထိ short ထားဖို့လိုတယ်ဘာလို့လဲဆိုတော့3နဲ့မြောက်အဖက်မှာ sanity ရော့မှာပိုရတာမို့လို့ဒါပေမဲ့ torch red 3နဲ့ဝစ်ထိုင်ရင် sanity ကနေသွေးရော့တဲ့ effect ကို40ခိုင်နှုန်း short လိုက်တာမို့လို့ကျွန်တော်တို့ sanity ကိုအောင်ချလိုက်လို့ရှိရင်လည်းသွေး40ခိုင်နှုန်းကျန်တယ် နောက်ထပ် sanity ကို short ဖို့ဆိုရင်ဒီမှာပြထားတဲ့ item တွေကိုတုံးလို့ရတယ်။ pee water ရဲ့ dirty water ရဲ့နဲ့ spine food တွေနဲ့ sanity short မယ်ဆိုရင် side effect ရှိတယ်။ဒီသုံးခုကိုများများသုံးမိရင်ကိုယ့်ရဲ့ character name ကောင်းဖြစ်ပြီးတော့ anna မျိုးဖြစ်တတ်တယ်။အဲဒါကြောင့်ဒီသုံးခုကို sanity ရော့ဖို့တုံးမယ်ဆိုလို့ရှိရင် spine web bench မှာ antibiotic လေး craft ပြီးတော့စောင့်ထားပါဗောနော်။အဲနောက်ထပ် corrosion seal လုံးနဲ့ boiling water ကတော့ side effect မရှိဘူး။ corrosion seal လုံးကိုလည်းဟင်းချက်တဲ့နေရာမှာသွားပြီးတော့ချက်လို့ရတယ်။ dash boiling water တော့ chef glass ဟုတ်မှာလုပ်လို့ရတယ်ပေါ့နော်ဟိုက chef glass မဟုတ်ဘူးဆိုရင်လုပ်လို့မရဘူး chef glass ယူထားရဆိုရင်ဟင်းချက်တဲ့နေရာမှာပဲ creative cooking မှာ polluted water ၅ခု ਨੇ dirty water ၅ခုပေါင်းပြီးတော့လုပ်လို့ရတယ် corrosion seal လုံးကကျွန်တော်လူတိုင်းလုပ်လို့ရတယ် corrosion seal လုံးလုပ်လို့ရဖို့ဆိုလို့ရှိရင် mammoth တဲ့က electronic stove ကိုဖြန့်ထားဖို့လိုတယ်ပေါ့နော်ဒီကောင်ဖြန့်ထားမှာကျွန်တော် corrosion seal လုံးလုပ်လို့ရတာဒါဖြန့်ပြီးတော့ရဆိုလို့ရှိရင်ကျွန်တော်ဟင်းချက်တဲ့ဆင်မှာသွားပြီးတော့လုပ်ရုံပဲ ဒီဘေးရဲ့နောက်အမှာဆက်ကလုံးဝနှစ်ထည်သုံးတယ်လုံးဝဟာတစ်ထည်ဝင့်မဂဇင်း capacity ဘောနဲ့တစ်ဆယ်ရာခိုင်နှုန်းရတယ်ကြည်များများပိုဆန့်တယ်နှစ်ထည်ဝင့် crit rate 900ခိုင်နှုန်းရတယ်နှစ်ခုလုံးဟာ P90 အတွက်အသုံးဝင်တာမဟုတ်လို့လုံးဝနှစ်ထည်ကိုသုံးတယ်ဒါဆိုရင် treasure ဘေးရဲ့ armor set တွေအကြောင်းပြောပြပြီးဆိုတော့နောက်ထပ် savior ဘေးရဲ့ armor set တွေအကြောင်းထပ်ပြောမယ်ဒီဘေးမှာ savior armor set အကြောင်းကိုပဲပြောဖို့လိုတာကျန်တဲ့နှစ်ထည်မှာ treasure armor မဟုတ်လို့ရှေ့မှာပြောပြီးသားဆိုတော့မပြောတော့ဘူး ဆေဗီယာဆက်ကိုတထည်ဝေးရင်ကျွန်တော်တို့သွေးပြန်ဖြည့်လို့ရတဲ့ activator ရဲ့ကူးရောင်းကို0.2 second short ပေးတယ်။တထည်ဝေးရင်ကို့မှာရှိရှိနေတဲ့အချိန်မှာ weapon damage နဲ့ static damage ကို10ရာခိုင်နှုန်းပေးတယ်။ရှိမရှိတော့ရင်ဒီ effect ကပြန်ပြောက်သွားမှာလုံးနဲ့ဝင်ရင်ကြတော့ enemy ကို damage တစ်ခါပေးတိုင်းမှာကို့မှာရှိနေတဲ့သွေးရဲ့800ခိုင်နှုန်းကို short ပြီးတော့ message ပြီးရဲ့900ခိုင်နှုန်းနဲ့ညီတဲ့ရှိတစ်ခုပေးတယ်ဒီရှိက second 30ပဲခံတယ် ဒါပေမဲ့ကူးရောင်းက0.5 second ပဲရှိတာမလို့ enemy ကိုဇက်တိုက်ပစ်နေလို့ရှိရင်ရှိရလဲဇက်တိုက်တတ်တယ်။ထိုနည်းတူပဲသူရလဲဇက်တိုက်ရောမှာပြီးတော့ကို message ပြီးရဲ့40ရာခိုင်နှုန်းအထိကိုရှိရရောက်သွားပြီဆိုလို့ရှိရင်ဒီ effect ကအလုံးဆက်မလုပ်တော့ဘူး။ပြီးတော့ဒီ effect ကြောင့်သွေးတစ်ခါရောတိုင်းမှာ weapon damage နဲ့ set တဲ့ damage 900ရာခိုင်နှုန်းကို7 second ကြောင် ပေးတယ်။တစ်သက်၄ကအထိစုလို့ရတော့အများဆုံး20ရာခိုင်နှုန်းအထိပေးတယ်။အဲ့တော့ဒီ armor ကနေပြီးတော့ weapon damage နဲ့ set တဲ့ damage ကိုစုစုပေါင်း30ရာခိုင်နှုန်းအထိပေးတယ်။ ဒီမှာဆိုရင်ဆေဗီယာရဲ့အဖက်အတိုင်း enemy ကိုဓာတ်မိတ်ပေးတိုင်းမှာရှီနည်းနည်းစီတက်တဲ့အပြုံမှာသွေးပါရော့တယ် literally ရှီနဲ့သွေးနဲ့လဲလိုက်တဲ့ပုံစံပဲဒီလိုလဲလိုက်ရလို့တန်ဖိုးအနေနဲ့ဓာတ်မိတ် buff ပြန်ပေးတဲ့သဘောပဲဒီမှာပြထားတဲ့ logo လေးကဓာတ်မိတ် buff logo လေးသွေးတစ်ခါရော့သွားတိုင်းမှာ stat တစ်ခုတက်တယ်ဗန်နေတာလားတော့မသိပါမယ်ဒီ effect ကို weapon set လုပ်ပြီးတော့လဲသွေးရော့စရာမလိုပဲနဲ့ရတယ်ဒါပေမဲ့ပြစ်နေရမှာပဲဆိုတော့မထူသွေးရတော့ရော့မှာပဲဒီ savior မကြိုက်တာရလာတဲ့ရှိရ permanent မဟုတ်ဘူး စက္ကန့်30နေရင်ဘာဒက်မိတ်မှမထိရင်တော့မှသူကသူပြန်ပြောက်သွားတယ်အဲ့တခုကိုပဲမကြိုက်တာကျွန်တော်တို့ Savior နဲ့ဆော့မယ်ဆိုရင် Treasure နဲ့ဆော့သလိုပဲ Sanadio ကိုအောင်ရှော့ဖို့လိုတယ်ဘာလို့လဲဆိုရင်ဖက်နှက်မှာတက်သုံးမယ်မော့ကြောင့် treasure တဲ့ savior damage ပို့ထွက်ဖို့ဆိုလို့ရှိရင် sanadio ကုံအောင် shot မှာဒီ mode ကနေပေးတဲ့ buff က treasure တဲ့ပို့တာပြီးရော damage ပို့ရမှာမို့လို့ဒီ base နှစ်ခုမှာဘယ်ဟာသုံးရမလဲရွေးရခက်နေရဆိုရင်အခုဒီမှာအားနေချက်အားသာချက်တွေကိုရှင်ပြီးတော့ပြပေးမယ်ကိုနဲ့ပို့ကိုက်မဲ့ကောင်ကိုတိုင်းရွေးပြီးတော့သုံး ပထမဦးဆုံးဘေးဥနှစ်ခုလုံးက low hp ဘေးတွေပဲနှစ်ခုလုံးက risk များတယ်ဒါပေမဲ့ trash rat ကိုပဲ low hp လို့ခေါ်လို့ရမယ် severe set ကကြတော့ 1hp လို့ပဲခေါ်တာပိုအဆင်ပြေလိမ့်မယ်ဘာလို့လဲဆိုတော့ trash rat မှာကျွန်တော်တို့ sanity အကုန်လျှော့လိုက်ရင်တော့သွေး40ရာခိုင်နှုန်းကျန်တယ် severe ကကျွန်တော်တို့ sanity အကုန်လျှော့လိုက်ရင်သွေးရာ10ပဲကျန်ပါအဲဒါပေမဲ့ battle မှာဆိုရင်တော့ severe ကပိုမာတယ်ဘာလို့လဲဆိုတော့ enemy ကိုပြစ်တိုင်းမှာရှီးတက်နေတာမဟုတ်လို့ ဆက်ချွတ်မှာရှိမပါပဲသွေး40ရာခိုင်နှုန်းနဲ့ပဲနေရမှာမို့လို့ဘတ်တန်မှာတော့အထီးခံလို့မရဘူး။ဖေဗီယာပုံမှန်ဆိုပေမဲ့လို့ပြစ်စရာ enemy မရှိတော့ဘူးဆိုရင်တော့ရှိမရှိတော့ရင်တေဖို့အရန်လွယ်တယ်။အဲ့တော့ Savia နဲ့ဆော့လို့ရှိရင် ကိုရှိကိုကုံမသွောင်းအောင်အမြဲထိန်းထားပြီးကြည့်နေဖို့လိုတယ်။ Special မှာလည်း Creator ရရတဲ့ရှိကိုကြည့်ဖို့လိုတယ်ဆိုရင်ပဲ Savia လောက်ကြည့်စရာမလိုဘူး။နောက်ထပ် game ထဲမှာရှိကို ဖောက်ပြီးတော့သွေးကိုတိုက်ရိုက်ထိတဲ့ effect တွေရှိတယ်။ဥပမာ Poison ရဲ့မီးရဲ့နဲ့ Darkness effect လိုမျိုးတွေ ါတွေကစိုက်လို့ဒီမှာပါတတ်တယ်။ CV ရနဲ့ဆောက်ရင်ဒီ effect တွေကိုလုံးဝမခံနိုင်ဘူး။ Threshold ကတော့ CV ရထက်ဆိုင်ပိုးခံနိုင်တယ်။ damage ဘိုင်းမှာတော့ CV ရက Threshold ထဲနည်းနည်းပိုထွက်တယ်။ဒါလည်း mod ကြောင့် mod မပါဘဲ armor ကြည့်ပဲဆိုရင် Threshold ကပိုးတာတယ်။အခုရှင်ကြည့်လိုက်လို့ရှိရင်ဘေးနှစ်ခုလုံးက risk များတယ်ဒါပေမဲ့ Savior က threshold ထက်ပိုခတ်တယ် casual player တယောက်အတွက်ဆိုရင်တော့ကျွန်တော်က threshold ဘေးကိုပဲသုံးဖို့အကြံပေးတယ်နောက်ထပ် P90 gun နဲ့တွဲသုံးရမယ် deviation နှစ်ကောင်ရှိတယ် လုံးဝနဲ့ဇက်ကန်နဲ့လုံးဝကအပြင်ကိုထုတ်ရင်အော်တိုနဲ့ပဲထုတ်ထုတ်မန်နျူရယ်နဲ့ပဲထုတ်ထုတ်ရတယ်အော်တိုနဲ့ထုတ်ရင်တော့ကိုနဲ့အနည်းဆုံးမှပဲရှိတဲ့ enemy ကိုပဲပြေးကြိုက်မှာပေါ့နော်အဲကိုလိုချင်တဲ့ကောင်ကိုကြိုက်စီချင်တယ်ဆိုရင်မန်နျူရယ်နဲ့ပဲထုတ်လုံးဝ effect ကသူအကြိုက်ခံရတဲ့ enemy က weapon damage 90ရာခိုင်နှုန်းပိုခံရတယ် deviation ရဲ့ skill rate တင်နည်းလေ damage bonus ကနည်းသွားလိမ့်မယ်မို့လို့နှစ်ကောင်လုံးမှာ skill rate တင်များတာကိုပဲသုံးဖို့အကြံပေးတယ် ဇက်ကန်မှာဆိုရင်အော်တိုထုတ်တာထက် manual ထုတ်တာပိုကောင်းတယ်အော်တိုထုတ်လိုက်ရင်ဇက်ကန်စတန်းအနေနဲ့သူ့ဟာသူဓာတ်ပုံလိုက်ရိုက်ပေးတယ်ဆိုပေမဲ့အလုပ်သိမ့်မဖြစ်တာမို့လို့ manual နဲ့ပဲထုတ်တုံတာပိုကောင်းတယ် manual ထုတ်လိုက်မယ်ဆိုရင်ဇက်ကန်ကိုပခုံးပေါ်တက်လာလိမ့်မယ်သူ့ပေါ်ရောက်တဲ့ချိန်မှာကျွန်တော်တို့က OTS မဟုတ်တာမဟုတ် ATS ကိုဖွင့်ပြီးတော့ပြင်မှာဇက်ကန်ဓာတ်ပုံဆိုက်ရိုက်တယ် ODS ကဒီလိုပခုံးနာနေပြတာ ADS ကကျွန်တော်စကုပ်ဖွင့်ပြီးတော့ပြတာ လုံးဝထက်ကောင်းတာဇက်ကန်သူတက်ပုံရိုက်လိုက်တဲ့အချိန်မှာမြင်ကွင်းထဲမှာရှိသမျှအကုန်လုံးကိုဖိတယ်ဇက်ကန်ဓာတ်ပုံရိုက်တာခံရတဲ့ enemy တွေအကုန်လုံးကို weapon damage 43.2%ခိုင်နှုန်းပိုထိတယ်။လုံးဝထက်တော့နည်းနည်းလေးနည်းတယ်။နှစ်ကောင်လုံးကသူ့နေရာနဲ့သူကောင်းကြတယ်။ silo တွေပါတယ်ဝင်မယ်ဆိုလို့ရှိရင် လုံးဝပိုကောင်းတယ် enemy တွေရဲ့ aggro လည်းသူကယူပေးတယ်ပေါ့နော်။လုံးဝကိုက်လို့မှတ်မိတဲ့အကောင့်တွေကဇက်ကန်နဲ့ပြတ်မှရတယ်။ဇက်ကန် AOE မှာပိုကောင်းတယ်။ ခွေးကြိုက်တာမျိုးစောင့်နေကြရမလို့ကိုကဘယ်မှာသုံးမလဲအပေါ်မူတည်ပြီးတော့ဒီနှစ်ခုကိုကျွန်တော်တို့ပြောင်းပြောင်းသုံးပေးတာအကောင်းဆုံးပဲနောက်ထပ်ဘာမော်တွေတက်ရမလဲမပြောခင်မှာမော်တွေရဲ့အောက်က surface ၄ခုနဲ့ဘာမျိုးစားတွေသုံးရမလဲဆိုတာကိုအရင်ပြောချင်တယ်ပထမဦးဆုံးတနက်မော်နဲ့မျက်နှာဖုံးမော်တွေမှာဘူးဆိုင် key surface သုံးမဲ့အစား violent surface တွေကိုပဲသုံးတာပိုကောင်းတယ်ဘာလို့လဲဆိုရင်ဘူးဆိုင် surface မှာဆိုရင်ကျွန်တော်တို့သုံးလို့ရတာဘူးဆိုင် effect ဝင်နေတဲ့ enemy ကို crit damage ပို့ထိတာနဲ့ကိုပစ်မဲ့ enemy ရဲ့ damage type နဲ့နှမျိုးပဲရှိတယ် crit က18ရာခိုင်နှုန်းပေးတယ်ဆိုပေမဲ့ဘူးဆိုင် effect ဝင်ထားတဲ့ enemy ပေါ်မှာပဲအလုံးလောက်တာကိုပစ်မဲ့ enemy damage ကလည်း6ရာခိုင်နှုန်းပဲအမြင့်ဆုံးပေးတယ်အဲ့တော့ဘူးဆိုင် surface mode ကနေ damage 24ရာခိုင်နှုန်းပဲရနိုင်တာအဲ့ဒါမှာ18ရာခိုင်နှုန်းကဘူးဆိုင်ဝင်မှာအလုံးလောက်တာအဆင်မပြေဘူးတစ်ဖက်က violent surface မှာဆိုရင်တုံးလို့ရတာ crit damage 15ရာခိုင်နှုန်း weapon damage 6ရာခိုင်နှုန်းနဲ့ကိုပစ်မဲ့ enemy type က6ရာခိုင်နှုန်းရတယ် ဘူးဆိုင် surface ဝင်နေကြမလို့အဲပေါင်းလိုက်ရင်28ရာခိုင်နှုန်းရတယ်ဘူးဆိုင်မော့ထက်တာနေပြီအဲဒါကြောင့် gun mode နဲ့မျက်နှာဖုံးမော့မှာ violent surface ကိုပဲတုံး violent မှာမှာအပေါ်မှာပြောသလို crit damage ကိုအဓိကရှာ weapon damage ကဒုတိယဦးစားပေးကိုပြစ်မဲ့ enemy တိုက်မှာကကိုဘယ်ကောင်ကို damage ပိုထွက်ခြင်းလဲပေါ်မူတည်ပြီးရှာပေါ့နော်ကျွန်တော်ကတော့ damage to grade 1ကိုပဲပိုအကြံပေးတယ် grade 1ဆိုတာ boss တွေပြောတာ normal enemy နဲ့ elite တွေက mode တွေမှာ damage ပေါ်နဲ့မပိုင်အောင်မှာသူ့ဟာသူတေးတာမို့လို့ နောက်ထပ်ခေါင်းမော့နဲ့အင်ဂျီမော့မှာဆိုရင်အာမာဘေးနှစ်မျိုးလုံးမှာ Luna Surface မော့တွေကိုပဲသုံးဘေးနှစ်ခုလုံးက MD Sanity နဲ့ဆော့တာမဟုတ်လို့ Luna မော့က Buff တွေကိုအပြည့်ရတယ် Luna Surface မော့တွေမှာလည်း Crit Damage ကိုဦးစားပေးပြီးတော့ရှာပြီးရင် Weapon Damage ပြီးရင်ကျွန်တော်ကတော့ Grade 1 Damage ကိုရှာတယ်ပြန်တဲ့တစ်ခုကဘာအဖက်ပဲကြကြရတယ်ပေါ့နော်နောက်ထပ် Savior ဆက်နဲ့ဆော့တဲ့သူတွေကိုလက်အိမ်မော့မှာ Crescent Surface မော့တွေကိုသုံးစေခြင်းနဲ့ Treasure နဲ့ဆော့တဲ့သူတွေကတော့ Violent Surface ပဲသုံး ဘာလို့ Xavier နဲ့ဆော့မှပဲတော့ရမှာလဲဆိုရင် Crescent Surface FM မှာကကျွန်တော်တို့အဓိကရှာမယ် Crit နဲ့ Warp ပေါ်မှာက၄ရာခိုင်နှုန်းနဲ့၁၀ရာခိုင်နှုန်းပဲရတာ Violent ထပ်ပိုနေတယ်အဲဒါပေမဲ့ကျွန်တော်တို့ရဲ့ share message ပြီးရဲ့40ရာခိုင်နှုန်းရောက်သွားပြီဆိုလို့ရှိရင်55ရာခိုင်နှုန်းနဲ့6ရာခိုင်နှုန်းအပိုထက်ရတယ်ပေါ့နော် Xavier ကကျွန်တော်တို့ share message ပြီးရဲ့40ရာခိုင်နှုန်းအထိတက်မှာမို့လို့ ေဗီယာရှိပြီနဲ့ဆိုရင်ဒီ effect က violent ထက်တာလို့စေဗီယာနဲ့တွဲသုံးသိနေတာ fresh run နဲ့ဆိုရင်ကြတော့ရှိတက်เสียမရှိလို့ဒါနဲ့ကမလိုက်ဘူးဒီမော့မှာဆိုလို့ရှိရင်လည်း crit ကိုအဓိကရှာ weapon ဒုတိယဦးစားပေး grade 1တတိယဦးစားပေးနေနဲ့ရှာပေါ့နော်ကြံနေတဲ့မော့နေရာတွေအကုန်လုံးမှာ violent နေပဲတက်ပြီးတော့သုံးတယ်အကုန်လုံးကိုကျွန်တော်တို့ crit ဦးစားပေး weapon ဒုတိယ grade 1တတိယအနေနဲ့ရှာပြီးတော့သုံးကျွန်တော်ပုံမှာပြောသွားတယ် lunar surface ရော crescent surface ရောမရှိဘူးဆိုလို့ရှိရင်အဲ့နေရာတွေမှာလည်း violent surface တွေပဲသုံးလဲရတယ် နောက်ထပ်ဗာမော်တွေတက်ပြီးတော့သုံးရမလဲဆိုတာကိုဆက်ပြောမယ်။ပထမဦးဆုံး P90 ရဲ့ gain ပေါ်မှာဆိုရင် vulnerability amplifier ကိုသုံးတယ်။ဒီမော့ဟာဘူးဆိုင်အမှတ်ခံထားတဲ့ enemy ကို damage 800ခန်းလုံးပိုထိစေတယ်။ဘူးဆိုင်ရဲ့ keyword effect မှာကိုပါတဲ့800ခန်းလုံးနဲ့ဒီမော့နဲ့ပေါင်းလိုက်ရင်ဘူးဆိုင်အမှတ်ခံထားတဲ့ enemy ကို damage 1600ခန်းလုံးပိုထိတယ်။ secondary gain ပေါ်မှာဆိုရင် shooting blaze ကိုသုံးတယ်။ဒီမော့ဟာ fast cannon effect ရဲ့ duration ကို၄စက္ကန့်ထပ်တိုးပေးတယ်။ ဖက်ကန်နာရဲ့ keyword affair duration က20စက္ကန့်ပဲရှိတာကိုစိတ်မပူနဲ့လို့ပြောတာဒီမော့ကြောင့်ဒီမော်နယ်ဆိုရင် first candle ရဲ့ duration က6စက္ကန့်ဖြစ်သွားတယ်။ပြီးတော့ first candle effect ဝင်နေတဲ့အချိန်မှာလည်း weapon damage 15ရာခိုင်နှုန်းထပ်ပေးတယ်။ millimol မှာတော့ဘာမှမတက်ဘူး။ကူကူရီနဲ့ရေခဲတုံးခွဲရတာပိုလွယ်ခြင်းရင် milli damage ကိုတိုးပေးတဲ့ mod အပြားလေးတော့တက်လို့ရတယ်။နောက်ထပ် armor mod တွေမှာဆိုရင်အုတ်ထုတ် mod မှာ faithful strike ကိုတုံးတယ်။ဒီ mod ကနေ crit range 10ရာခိုင်နှုန်းနဲ့ crit damage 30ရာခိုင်နှုန်းရတယ်။ဒါပေမဲ့ weak spot damage တော့မထီတော့ဘူး။ ဝီစမော့ဒမိတ်ကိုလုံးလုံးမထိတော့တာမျိုးတော့မဟုတ်ဘူးကျွန်တော်တို့မှရှိတဲ့ဝီစမော့ဒမိတ်ဘောနက်တွေကိုပဲဖျောက်လိုက်တာဒါပေမဲ့ P90 ခန့်ရဲ့အဓိကဒမိတ်လာတဲ့ AOE ပောက်တာကဝီစမော့ကိုမထိတာမဟုတ်လို့ Faithful Strike ကိုတုံးရတာအဆင်ပြေတယ် Faithful Strike ကိုမကြိုက်ရင်လည်းရွေးချယ်စရာနှစ်ခုရှိတယ်ပထမတစ်ခုက Momentum App ဒီမော့ကကျွန်တော်တို့ကြည်ကတ်မှရှိတဲ့ပထမကြည်တဝက်ကို Fire Rate 30ရာခိုင်နှုန်းပေးပြီးတော့ပြန်တဲ့ကြည်တဝက်ကို Weapon Damage 30ရာခိုင်နှုန်းပေးတယ်ဒီမော့နဲ့ဆိုရင်တော့ကြည်တဝက်ကုန်ပြီးတော့နောက်ပိုင်းကျမှ Damage ထွက်မယ် နောက်တစ်ခုက weapon symphony ဒီမောကနေပြီးတော့ weapon ဆွဲလုပ်ပြီးတိုင်းမှာ fire rate 30ရာခိုင်နှုန်းနဲ့ weapon damage 25ရာခိုင်နှုန်းတန်းပေးတယ်ဒါပေမဲ့ second တိုင်းမှာ debuff ရဲ့10ရာခိုင်နှုန်းကိုပြန်လျှော့တယ်အများဆုံး60ရာခိုင်နှုန်းအထိလျှော့တယ် weapon swap လုပ်ပြီးရော6စက္ကန့်ကြာတာနဲ့ fire rate 4ရာခိုင်နှုန်းနဲ့ weapon damage 16ရာခိုင်နှုန်းပဲကျန်တယ်အဲ့တော့ဒီမောနဲ့ဆော့မယ်ဆိုရင်၄စက္ကန့်လောက်နေတိုင်းမှာ weapon swap လုပ်နေဖို့လိုတယ် နောက်ထပ်မျက်နှာဖုံးမော့မှာက target the strike ကိုတုံးနေဒီမော့ဟာဘူးဆိုင်အမှတ်ခံထားတဲ့ enemy ကိုပြင် crit rate 30ရာခိုင်နှုန်းနဲ့ crit damage 25ရာခိုင်နှုန်းပိုထိတယ်။အဲ့ဒီမော့မှာဆိုလို့ရှိရင် attack ရှိကိုတုံးနေဒီမော့ဟာရှိရှိနေတဲ့အချိန်မှာပုံမှန်တေသွားစေနိုင်တဲ့ damage ထိလို့ရှိရင်ရှိပဲပြုတ်သွားပြီးတော့သွေးရုပ် damage မထိဘူး။ဒီမော့မှာ cool down လည်းမရှိတာမို့လို့ရှိတင်လိုက်တိုင်းမှာ effect ကအလုတ်လုတ်တယ်။ Savior ကိုပူမာသွားစေတာကဒီမော့ကြောင့်လည်းအများကြီးပါတယ်။ ဆေဗီယာနဲ့ဆော့တယ်ဆိုရင်ရွေးချယ်စရာအနေနဲ့ rejuvenation ရှိမယ် treasure နဲ့ဆော့တယ်ဆိုရင်တော့အဒန်ရှိရောပဲသုံးဒီဒီမော့မှာကိုမှရှိတဲ့ရှီယာ message ပြရဲ့30ရာခိုင်နှုန်းအထက်ကိုရောက်နေလို့ရှိရင် enemy တကောင်တက်တိုင်းမှာ message ပြရဲ့20ရာခိုင်နှုန်းကိုပြန်ဖြည့်ပေးတယ်ဖြည့်စရာသွေးမရှိတော့ဘူးဆိုလို့ရှိရင်ကြတော့ဒီ message ပြ20ရာခိုင်နှုန်းကိုရှီအနေနဲ့ပြောင်းပြီးတော့ပေးတယ်ကျွန်တော်တို့က sanity ကိုကုံအောင်ထိချထားမှာဆိုတော့သူရပြန်မတက်နိုင်ဘူးအဲ့ဒါကြောင့်ဒီမော့ကနေရှိဖို့ပဲရမှာ ဟိုက enemy တကောင်တက်လိုက်တိုင်းမှာရှီးဆောင်တက်တာမျိုးကိုကြိုက်တယ်ဆိုရင်ဒီမော့ကိုတုံးလို့ရတယ်။နောက်ထပ်ဘောင်းမီမော့မှာဆိုလို့ရှိရင် dash shot ကိုတုံးတယ်။ဒီမော့ကနေမီလီမဟုတ်တဲ့ weapon ကနေ crit ထိတိုင်းမှာ crit damage 900ခိုင်နှုန်းပေးတယ်။အများဆုံး45ခိုင်နှုန်းအထိဆုလို့ရတယ်။ reload လုပ်လိုက်ရင်တော့ဒီ buff ကပြန်ပြောက်သွားပြီးတော့အစအပြန်စတယ်။လက်အိမ်မော့မှာက crit boost ကိုတုံးတယ်။အဲဒီမော့ကဘာမှလုံးဆရာမလို့ပဲ crit range 500ခိုင်နှုန်းရတယ်။ ကိုယ့်ရဲ့ crit rate က buff အကုန်တင်ပြီးသွားတဲ့အချိန်မှာ90ရာခိုင်နှုန်းကျော်နေလို့ရှိရင် crit boost အစားကို crit amplifier သုံးတာပိုကောင်းတယ်ဒီမော့ကနေ crit rate 10ရာခိုင်နှုန်းနဲ့ crit damage 500ရာခိုင်နှုန်းရတယ် crit rate 900ရာခိုင်နှုန်းရော့သွားပြီမဲ့ crit damage 500ရာခိုင်နှုန်းပိုရတယ်ပေါ့နော်ခဏမှာဆိုလို့ရှိရင် rush hour ကိုသုံးတယ်ဒီမော့က savior base ကို damage ပိုထွက်သွားစေတဲ့နောက်ထပ်မော့ဒီမော့ကသွေး30ရာခိုင်နှုန်းရော့တိုင်းမှာ melee weapon နဲ့ set တဲ့ damage ကို400ရာခိုင်နှုန်းတိုးပေးတယ် ်ဒေဗီယာနဲ့ဆော့လို့ရှိရင်301ပဲရှိမှာမဟုတ်လို့10ရာခိုင်နှုန်းသွေးရတိုင်းမှာ400ခိုင်နှုန်းနဲ့100ရာခိုင်နှုန်းအထိရောနေတာမဟုတ်လို့ဒီမော့ကနေမီလီဝက်ပွန်နဲ့ဆက်တဲ့ဒက်မိတ်ကို40ရာခိုင်နှုန်းအထိရတယ်အဲထရက်ရှင်နဲ့ဆော့လို့ရှိရင်လည်းရုရှားဝါဘဲသုံးထရက်ရှင်နဲ့ဆော့ရဲဆိုရင်340ရာခိုင်နှုန်းကျန်တယ်အဲ့တော့ဒီမော့ကနေမီလီဝက်ပွန်ဆက်တဲ့ဒက်မိတ်က24ရာခိုင်နှုန်းပဲရတော့မယ်အဲ့ဒါကြောင့် Savia Bay ကို Sanity Shop ပြီးဆော့ရတာက Luna Mall နဲ့ Rush Hour Mall ရဲ့ damage bonnet တွေကိုအပြည့်လိုချင်လို့ဆော့ရတာ။ နောက်ထပ် creator တွေမှာဗားရီယူရမလဲထပ်ပြောပြမယ်အခုကျွန်တော်က scenario ပြောင်းထားခါစားမလို့ဘာမှမပွင့်သေးဘူးဆိုပေမဲ့၃ရမာတွေကိုနာမည်နဲ့ထောက်ပြီးပြောပြပေးမယ်ပထမဦးဆုံး anti face ကိုယူတယ်ဒီကနေ SMG sniper နဲ့ crossbow တွေရဲ့ damage ကို15ရာခိုင်နှုန်းပေးတယ် P90 ရော primary ရော SMG ပဲမို့လို့ဒီက damage 15ရခိုင်တော့ရတယ်။နောက်တစ်ခုက resilient ယူတယ်။ဒီကောင်ကရှိရှိနေတဲ့အချိန်မှာ damage 30ရခိုင်တော့ပိုးခံနိုင်တယ်။ ရှိရပိုမာသွားတာလို့လည်းပြောလို့ရတယ်။နောက်တစ်ခုက tactical combo ဒီတစ်ခုက weapon swap လုပ်ပြီးတိုင်းမှာ weapon damage 15ရာခိုင်နှုန်း4စက္ကန့်ကြာရတယ်။နောက်တစ်ခုက deviation energy defense ယူတယ်။ဒီတစ်ခုကကိုသုံးနေတဲ့ deviation ကိုထုတ်လိုက်လို့ရှိရင် message ပြီးရဲ30ရာခိုင်နှုန်းနဲ့ညီတဲ့ရှိကို30စက္ကန့်အကြာအောင်ရတယ်။ဒီရှိကလည်းပုံမှန်ရှိတွေတက်ပိုမာတယ်။ထွက်ချရနဲ့ဆော့တယ်ဆိုရင်ရှိတက်เสียဒီဟာပဲပါတယ်။ ဒီရှိရ30စက္ကန့်ကြာရင် ပြန်ပြောက်တာမဟုတ်လို့ deviation တွေကိုကျွန်တော်တို့ချိန်ပြီးတော့စက္ကန့်30ကြာတိုင်းထုတ်လိုက်ပြန်သိမ်းလိုက်လုပ်နေဖို့လိုတယ်။နောက်တစ်ခုက steady hand ယူရယ်။ဒီကနေ first scanner effect ဝင်နေတဲ့အချိန်မှာဆိုရင် weapon damage 10ရာခိုင်နှုန်းနဲ့ whisper damage 25ရာခိုင်နှုန်းရတယ်။ကျွန်တော်တို့က primary range ကို secondary ကင်တာမဟုတ်လို့ဒီတစ်ခုကိုယူရယ်။ကိုက primary မကင်ဘူးဆိုရင်တခြားတစ်ခုကိုယူပေါ့နော်။ နောက်ထပ် market strike ကိုယူတယ်ဒီကနေဘူးဆိုင် effect ဝင်နေတဲ့ enemy ကို whisper damage 20ရာခိုင်နှုန်းပို့ထိတယ်ကိုက faithful strike သုံးနေဆိုရင်ဒီတစ်ခုကိုလည်းမယူနဲ့အခြားဟာတစ်ခုခုယူနောက်တစ်ခုက bounty hunter ယူတယ်ဒီကနေဘူးဆိုင် effect မရှိသေးတဲ့ enemy ကိုဘူးဆိုင်တင်လိုက်တယ်ဆိုရင် attack 200ရာခိုင်နှုန်း15စက္ကန့်ကြာရတယ် step 5ကအထိစုလို့ရမယ်ဒါပေမဲ့ weapon swap လုပ်လိုက်လို့ရှိရင်ဒီ effect ကပြန်ပြောက်သွားမယ် နောက်ဖက်ကကြတော့ဘူးဆိုင်အမှတ်ခံထားပြီးသား enemy ကိုဘူးဆိုင်ထက်မှတ်လိုက်တယ်ဆိုရင် weapon damage 300ခိုင်နှုန်း10စက္ကန့်ကြာရတယ်စတန်5ခါဆုလို့ရမယ်ဒီ effect ကတော့ပြန်မပြောက်ဘူးနောက်ဆုံးတစ်ခုက savior နဲ့ဆော့တယ်ဆိုလို့ရှိရင် shield protection ကိုယူဒီကနေကိုယ့်ရဲ့ shield က message ပြီးရ40ခိုင်နှုန်းကျော်သွားလို့ရှိရင် deviation နေစီက damage ကို30ခိုင်နှုန်း short ပေးပြီးတော့ monster တွေကို damage 30ခိုင်နှုန်းပိုထိနေတယ် pressure နဲ့ဆော့တယ်ဆိုလို့ရှိရင်နောက်ဆုံးတစ်ခုက rapid aid 3 ီကောင်ကသွေးပြန်ဖြည့်ပေးတဲ့ activator တွေရဲ့ကူးရောင်းကို30ရာခိုင်နှုန်း short ပေးတယ်။ကိုကသွေး40ရာခိုင်နှုန်းအောက်ကျနေမှဆိုရင်သွေးပြန်ဖြည့်တဲ့ animation speed ကို30ရာခိုင်နှုန်းပိုမြန်စေပြီးတော့ပုံမှန်ထက်လည်းသွေး55ရာခိုင်နှုန်းပိုပြည့်တယ်။ pressure နဲ့ဆိုရင်သွေးရ40ရာခိုင်နှုန်းအောက်မှာအမြဲရှိနေမှာဆိုတော့ဒီ effect ကအမြဲရတယ်။ဒါကတော့အစ်စ်ထွက်လာတဲ့ PDW90 ကန်ကိုအချမ်းဆုံးဖြစ်အောင်လို့ဘာတွေတက်ပြီးတော့ဘယ်လိုဆော့ရမလဲဆိုတာကိုမဲကြီးကနေပြီးတော့မော်နိုပိုလီဆက်ပြသွားတာပဲဖြစ်ပါတယ်။ ျွန်တော်အတန်သွင်းတာမှာ mic က error ဖြစ်နေလို့ဒီလို button sound အတန်လေးပါသွားခဲ့လို့ရှိရင်အားလုံးဒီနေရာနေပဲတောင်းပန်လိုက်ပါတယ်။အဆင်ပြေတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လေးနှိပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုပါ subscribe နဲ့ notify bell လေးကိုပါနှိပ်ခဲ့ကြပါအောင်ဗျာ။အလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။ဘာသာရေးဘာသာရေး